ရာဇဝင်ကောင်းမှရိုက်တာကိုကအများရယ်ကိုပဲများတော့လေထုံးစံတိုင်းပေါ့နော်ဒီမင်းသမီးကရာဇဝင်ကလိုက်နေဆိုရှင်ဒီမင်းသမီးနဲ့ပဲရိုက်တာများတာပေါ့နော်မင်းသားတွေကတော့ခေဆက်ဆက်ပြောင်းသွားကိုကလည်းလေ15နှစ်တည်းကဝင်တာဆိုတော့လေသူကကန်လိုက်ကိုကရှောင်းတာနှိမ်သွားတဲ့အတွက်ကိုခါတဲ့ဖြောင်းကနေနေတာကျယ်လာပြီးမြင်သွားအဲ့ဒါတော့မှတ်တရအဲခဏခဏဆုံပြီးတော့အတင်းပြောခဏခဏဆုံပြီးတော့အတင်းပြောခဏအဲ့ဒါ တူးလို့လားဒီ season လာဖြစ်တာကတော့ Celery Media ကနေပြီးတော့အမှုမြန်ရေဖွင့်တဲ့နေမှာလာရောက်ဖြေကြားပေးပါဆိုလို့လာခဲ့တာလာပြီးရေဖွင့်တယ်ပေါ့နော်ရေဖွင့်တာပေါ့နော်ရေဖွင့်တာရေဖွင့်တာနေကြားရတော့မှာပေါ့အကြီးကျယ်ကိုကြားရတော့ခုကတော့မာဇလန်တွဲလေးရိုက်နေတယ်ပြီးတော့ဗီဒီယိုတူလေးကိုပြန်ရိုက်နေတာဆိုအဲ့ဒါလေးရိုက်နေတယ်အမှုပညာပတ်သက်တာလေးလှုပ်ရှားနေရပေါ့မာလည်းအဲ့လိုပဲပေါ့ဇလန်တွဲလေးတွေ ဇလန်းတွဲလေးတွေရိုက်တယ်။နောက်အဲပညာပေးဇလန်းတူလေးတွေပေါ့နော်။အိုင်လိုလေးတွေရိုက်တယ်။မဟာတော့နုမြန်လောက်ကိုပေါ့15နှစ်15နှစ်ကစားလို့ဖြစ်တာ။10ရန်ပေါ့10ရန်ကြောင်းတက်နေတဲ့အချိန်မှာစားလို့ဖြစ်တာ။မဟာကြတော့သူတို့နဲ့တွေ့ပြီးတော့မဖေရဒါရိုက်တာမင်းတီဟာလေဒါရိုက်တာဦးမင်းတီဟာပါအဲ့တော့ तू ကဖေဖေနဲ့ရာဇဝင်ကားတွေလာရိုက်တယ်အဲ15နှစ်16နှစ်လောက်ထဲကပေါ့နော်လာရိုက်တယ်လာရိုက်ပြီးသူတို့ရိုက်တဲ့အချိန်ဟာကိုကရှူတယ်မှာ အော်အနုပညာလိုက်စားသူပဲရှိသေးတယ်။အဲ့တော့အဲသူတို့နဲ့တငယ်ချင်းဖြစ်တငယ်ချင်းဖြစ်တခြားမင်းသမီးတွေနဲ့လည်းအဲ့လိုတငယ်ချင်းဖြစ်ရာနေပြီးတော့သူတို့ကလည်းမျှောက်ပေးကြတော့ကိုကလည်းပိုးရှိတယ်လေ။အဲ့တော့ အဲ့ဒါနဲ့တည်းရိုက်ဖြစ်သွားတာဟုတ်တယ်ဟုတ်တယ်မဲမဲကျေးဇူးတော်အဲ့လိုပေါ့နော်ကိုကလည်းကိုကလည်းပိုးရှိတယ်လေပိုးရှိတော့အဲ့တော့ရိုက်ဖြစ်သွားတာပေါ့နော်ဒီနေ့စကားပြောရတာပြင်းတယ်လေပြင်းတာဆိုဟဲ့စကားရိုက်သူမြဲပါမယ်အဲ့တော့ရိုက်စကားပြောကျွန်တော်ရိုက်မြောက်ဝေးတာမကပထမအဆုံးရိုက်ဖြစ်တဲ့စကားကอืมဘာပေါ့ပထမဒီဘက်ကနေပါဟိုဟာတရားတင်ဆိုးနဲ့ မန်းစင်မအောင်နဲ့နှစ်ယောက်ဒါရိုက်တာဥတင်ဦးရိုက်တာပေါ့ငရဲဆိုတဲ့စကားအမပထမဆိုရတဲ့စကားပဲမကကြတော့အဲ့လိုဟိုပါပေါ့နော်သူတို့ကဝင်ရိုက်ဆိုတော့သူတို့နဲ့အဲ့လိုပေါ့ဇက်ရံလေးတွေရိုက်တယ်ပထမဦးဆုံးခေါင်းဆောင်ရိုက်တာကတော့ဥက္ကစီနဲ့အိမ်ကြီးမာယာဆိုတာအဲဦးဆက်စုဦးသိန်းနဲ့ပေါ့နော်အဲ့အဲ့ဒါပထမဦးဆုံးခေါင်းဆောင်ရိုက်ခဲ့တာအဲ့တော့ကြောက်ရတယ်လေ ရာဇဝင်ကောင်းမှရိုက်တာကိုကအများတယ်ကိုပဲများတော့လေထုံးစံတိုင်းပေါ့နော်ဒီမင်းသမီးကရာဇဝင်ကလိုက်နေဆိုရှင်ဒီမင်းသမီးနဲ့ပဲရိုက်တာများတာပေါ့နော်မင်းသားတွေကတော့ခက်ဆက်ဆက်ပြောင်းသွားကိုကလည်းလေ15နှစ်တည်းကဝင်တာဆိုတော့လေဟိုရှင်းပြောရရင်အသက်20မှာလေကွာရိုက်လို့ရနေတယ်25နှစ်မှာရိုက်လို့ရနေတယ်ရှင်းနေနောက်မိရှင်းနေနောက်မိဖြစ်နေတာပေါ့အဲ့တော့လေဟိုရှင်းအာတက်လာတယ်မင်းသားလေးတွေရောအဲ့လိုပေါ့မင်းသားအစုံတွေကွာရိုက်လို့ရနေတာအဲ့ဒါနဲ့တော်တော်များများရိုက်ဖြစ်သွားတာပေါ့ မလည်းသူပဲပေါ့เนาะတချို့တွေကြတော့လေရာဇဝင်ကားနဲ့ ဟိုရာဇဝင်မင်းသမီးရဲ့လို့သိကြတယ်ပေါ့တချို့ကြတော့လဲ fighting မင်းသမီးလို့သိကြတယ်ဒါပေမဲ့မားတော့စုံမာလည်းရိုက်တာဟာတာလည်းရိုက်တယ် fighting များတယ်တော့ fighting ဆိုလဲဟာတာတွေရိုက်တယ်ဒါပေမဲ့မအဲ့လိုပေါ့နော်ဒီ interview လေးတွေရဲ့ခါကြအောက် comment အောက်မှာကိုယ့်ကိုလည်းအမတ်တရနဲ့ဇလန်လေးရင်းနဲ့ဇကားလေးရင်းနဲ့တွဲပြီးမှတ်မိတဲ့သူတွေရှိကြတော့ကိုလည်းအံ့ဩလဲအံ့ဩရဲပေါ့နော်ဝမ်းနဲ့ဝမ်းသာပါတယ်တကယ်ကြည့်ခဲ့တဲ့သူကတော့တကယ်သိပါတယ်မကြည့်တဲ့သူကတော့မသိဘူးပေါ့နော်အဲ့လိုမျိုးရှိတာပေါ့အရှိတာ တက္ကသိုလ်အဲ့လိုအိုင်ဖိုက်တဲ့နာမည်ကျော်တော်ဟိတ်နဲ့အဲတက္ကအိုင်အိုင်ကျော်တော်ဟိတ်နဲ့ကြတော့ကိုကကိုကထိုးလိုက်မှာကိုကမှားတာပါသူတို့ကတော့မှားเสียမှရှိဘူးလေကိုကမှားအဲ့မှာလည်းအဲ့လိုပေါ့နော်ကိုကလက်နှိမ်သွားတာတို့ဘာလို့ဆိုရဲသူဒီမျက်မှန်ကျိုးသွားတာတို့ဘာလို့ခဏခဏအဲ့လိုစိတ်မောမှာခဏခဏရင်ဖြစ်တယ်အဲ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူနဲ့ကတော့ခဏခဏရေဖြစ်တယ်နောက်တစ်ခါကျတော့အဲဟိုဟာနဲ့မင်းသားချက်နဲ့အဲ့တော့သူကကန်လိုက်ကိုကရှောင်းတာနှိမ်သွားတဲ့အတွက်ကိုခါတဲ့ဖြောင်းကနေနေတာကျယ်လာပြီးမြင်သွားအဲ့ဒါတော့မှတ်တရားထိရယ် fighting နေရလေလေထိကြတယ်ကိုမျက်စိရှိမှပဲကြည့်ရဟိုကိုရဲနဲ့ရိုက်တော့ဆိုကိုရဲမင်းပိုင်နေဆိုသူစိုးလို့ပဲအဲ့တော့ကင်မရာတုံးတုံးရဲ့ဈေးကလည်းတည်တဲ့အတိုင်းပဲเนาะကင်မရာတွေအဲကင်မရာကိုတည်ပြီးတော့သူကဟို ကန်ရတာပေါ့နော်ကန်ရတဲ့အခါပေါ့သူတယောက်ကိုကန်လိုက်တာပေါ့ဒါပေမဲ့ကင်မရာဝက်ကန်ရတာပေါ့ကန်လိုက်တာလေကင်မရာလွတ်ထွက်သွားတယ်ကြောင်ကောင်ကင်မရာလေးလွတ်ထွက်သွားတာကင်မရာကြီးอ่ะတော်သေးတယ်နော်ကင်မရာကလည်းလေဟိုစိတ်ထက်ရိုက်လို့ရနေသေးတယ်သွားပြီထင်တာလေးဆက်ကိုလွတ်ထွက်သွားလူတွေကိုကန်တဲ့သူအုံးဝုံးဆိုလိုမျိုးလွင့်သွားတာကင်မရာကြီးကအဲ့လိုမျိုးဖြစ်တတ်တဲ့ fighting တွေကတော့သူ့ဆောင်ရတဲ့အပိုင်းတွေမှာတော့အခက်ခဲဆုံးဟို ဘယ်ရမအလွယ်ကူဆုံးမရှိသလိုဘယ်ရမလည်းအခက်ခဲဆုံးတော့လည်းမရှိဘူးဆိုလိုတာကလေဟိုသူတို့ခံလိုက်တဲ့ item တစ်ခုကိုကိုကအစိမ့်ပြေဆုံးဖြစ်အောင်လုပ်လိုက်တာပေါ့နော်အဲ့လိုမျိုးအလွယ်ကူဆုံးမရှိသလိုအရန်ခက်ခဲတယ်ဆိုတဲ့ item မျိုးတော့လည်းမရှိဘူးအတက်နိုင်ဆုံးစူးစမ်းလုပ်လိုက်တာပဲအဲ့ခက်ခဲတာတော့အဲ့လိုပေါ့နော်တခါကျရင်ဟိုဒီရိုက်တဲ့အဖွဲနဲ့နော်နည်းနည်းဘလို့ကောင်းမပြေးอยู่မမျှတဲ့အခါမျိုးတွေအဲ့ဒါမျိုးတွေပဲခက်ခဲတာရှိတယ်ပေါ့နော်ကိုတို့က ။တကယ်ချင်းတော့လည်းဟိုတေးဥဆောင်ခဲ့တာဒေကာဥမော့စနစ်ကမလား။ဥမောစတဲ့ကားလည်းရှိရလေ။ညပါတော့မင်းကုန်တဲ့ကားနော်။မင်းကုန်တဲ့ကားဆိုလဲအဲ့မှာဆိုအဲကိုကိုကမင်းကုန်တဲ့ဟိုဟိုသူကလှူလာ။အဲသူကလှူလာသူကလှူလာ။စနိုက်ကြောစနိုက်ကြော။သူစနိုက်ကြောတာအဲအဲ့ကားပါဆို။အဲ့လိုကားတွေအများကြီးပဲဆိုတော့လေအရန်တော့လေမမှတ်မိတော့ဘူး။ရှားစဝင်နေလဲတွဲရိုက်ခဲ့ဘူးတဲ့နော်။ဒီဒီဘက်ခက်ပိုင်းနေလဲအများကြီးရိုက်ခဲ့ပါတယ်။ အဲ့ကတော့မမက်ရရตัวตตอสไนจอร่ะไอ้กาโหโหโหบักขึ้นมาแล้วสไนจอร์เลยไอ้หลุคิดนะคิดปုံสันမျိုးย้ายตาบ่ดิบักขึ้นมาแล้วสไนจอร์เลยไอ้หลุปုံสันမျိုးนี่อะไรดิมันไม่มีเด้ดิดิบักขึ้นโหบักขึ้นโกกู้ย้ายตาบ่ก้าวไหนก้าวไหนไอ้ก้าวไหนบ่บาเลยเลยก็ตระก้าวเนี่ยอายซอเลยก้าวไหนก้าวเนี่ยตลอดก้าวมันน่ะติเมนเนี่ยติ้วส่องมูอ่ะบลูเปียงแล้วว่าซอတော့อแท้ยวนเนี่ยတော့ไม่ใส่หู ခစ်ကာလာနဲ့ဆိုင်သွားပါတော့အရင်ခစ်ကတီးဥဆောင်နဲ့တီးဥဆောင်ပုံဆောင်နီးစကားပြောတဲ့ flow ဒီခစ်နဲ့မတူတော့ဘူးညမတူတော့ကိုကတော့အရင်ခစ်ကအရင် item ချစ်သုံးပေမဲ့အခုခစ်မှာအခု item ချစ်သုံးရတာပေါ့အခုခစ်မှာအရင် item မျိုးလုပ်မယ်ဆိုရင်နည်းနည်း over ဖြစ်မယ်လို့ထင်တယ်အခုခက်ကြတော့နည်းနည်းလေးဟိုတဘာဝဆန်ဆန်နေသေုပ်ဆောင်တာဟုတ်အရင်ခက်တဲ့တုန်းကကြတော့မတော်ကကြတေုပ်ဆောင်ရင်နည်းနည်း over တွေရှိတယ်တဘာဝအဲ့ခက်အဲ့ခက်အခါတုန်းကဒီ item မျိုးက ကောင်းတယ်ပေါ့ခုဒီခေတ်မှာတော့ AI တမျိုးမရတော့ဘူးကိုကကိုဟိုနော်မကြတဲ့တဘာဝကြတဲ့ item မျိုးလေးတွေလောက်ရတာပေါ့ပြောကြည့်ဟင်ပြောကြည့်သူတူရဲ့သူရဲ့ခေတ်မှန်းနေမှာဆိုတော့ပြောကြည့်ပြောကြည့်ဆိုတော့အဲ့အဲ့လိုပေါ့နော်ရက်တူတူလေးနဲ့ရိုက်ရတဲ့အတွက်ကိုကိုလောက်ချင်တာဟိုမလုံအောင်ဖြစ်ပေါ့နော်ဘယ်လိုခေါ်မလဲ အကောင်ချပြလို့မရဘူးပေါ့ဒါသူတို့မှအချိန်နေတရားလူအင်အားတွေဟိုအဲ့ဒါအအများကြီးတွေ့ရတော့သူတို့ကိုလည်းကိုကကိုချင်းစာပေးရတယ်ကိုချင်းစာပေးရတယ်ဆိုတော့ဒါရမမတော်ဟိုဒါလော့ဆိုလည်းဟိုအများကြီးရတဲ့ထဲမှာပါတဲ့အတာမျိုးဆိုတော့လေဟို အဲ့ဓာတွေအတွက်ကိုတခါသူများတွေမှားနေတော့မှကိုမလေးအဲစိတ်ထဲမှာတော့မြင်လို့ပါမြင်လို့ပါပေါ့နော်ဘာလို့ဆိုတော့သူတို့ကိုချင်းစာပြီးကိုကစိတ်ကအချိန်ဝင်တွက်နေရတယ်အချိန်နဲ့အမြန်ငွေရကုန်နေပြီလေအရင်ခက်ကတော့အေးစေးစေးပေါ့ဒါတွေပြီးတော့မှပြောမယ်အဲခဏခဏဆုံပြီးတော့အချိန်ပြောခဏခဏဆုံပြီးတော့အတင်းပြောရတာအဲ့ဒါ တူးလို့လားလာဒါတော့လေဘလို့ကောင်းလဲကိုစိတ်ချမ်းသာအောင်စိတ်ချမ်းသာအောင်ပဲတော့စိတ်ချမ်းသာအောင်နေဖို့ရဲ့ဆိုစိတ်ကောင်းစေတနာကောင်းနေထားကောင်းနေဆိုလို့သဘောတရားဘဲသူဘဲဝါတူးကြောက်ကိုမြဘာစိတ်မှမြစရာစိတ်ပါစိတ်ညာစိတ်မရှိကိုယ့်ရဲ့တကူရေပျော်ရွှင်မှုလေးနဲ့ကိုယ့်ဟာကိုယ့်ဘဝကိုအကောင်းဆုံးပဲဒီလိုဖြစ်တဲ့တက်ရရတော့ပုံတိလာတာပေါ့နော်အဲ့ဒါလေးအသက်ကြီးလာလေ ဒီစိတ်တွေကပို့ပြီးတော့ထိတ်ချုပ်လာနိုင်လေပဲဆိုတော့လေအဲ့ဒါလေးတော့ပါမယ်ထင်ပါတယ်ဒီဆယ်လိုဒီမီဒီယာမှာရှိတဲ့ပြည်သက်ကြီးကိုအခုလိုတွေးဆခွင့်ရအောင်ခေါ်ပေးတဲ့ဒီမီဒီယာကိုလည်းကျေးဇူးတင်ပါတယ်လို့အားပေးပါစကားတွေလည်းထွက်လာအောင်ပါအခုဒီအင်တာဗျူးတဲ့ဒီအင်တာဗျူးလေးကိုလည်းအားပေးပါစကားတွေလည်းအားပေးပါအခုချိန်ထိဟောအမေမောင်ရင်မင်းပိုက်ကိုချစ်နေသေးတဲ့ပြည်သက်ရှိနေသေးတာကိုပဲကျေးဇူးအများကြီးတင်ပါတယ်လို့ချစ်ပေးတာကိုလည်းအများကြီးကျေးဇူးတင်ပါတယ် ဆယ်လူရီမီဒီယာတင်ဆက်တဲ့အမှုပညာရေးဖွင့်တဲ့အစီအစဉ်ကိုညနေ6:00နာရီမှာအမှုပညာရှင်ဖွင့်တဲ့ရဲ့ YouTube Channel မှာအပတ်စဉ်တနင်္ဂနွေနေ့ဗုဒ္ဓဟူးနေ့တိုင်းမှာရှင်ဖွင့်တဲ့အသစ်အသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့အမှုပညာရေးဖွင့်တဲ့ကိုဝင်ရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။